ဒိန်းညောင်ရာစင်တဲ့ကတက်တောင်းတက်တက်ဖြစ်တဲ့နိုင်ပွဲတစ်ပွဲကိုပေါ်ဆောင်သွားနိုင်ခဲ့တယ်။အစ်ဆွေတင်းကိုအဝေးခွေးမှာတွားရောက်ရှင်းပြန်ကစားပြီးတော့၄-၀ဆီဟုဆိုပြီးရလည်နေနိုင်ရရှိခဲ့တယ်။အဲ့တော့ဒီနေ့ညရဲ့ recap အစီအစဉ်လေးကနေပြီးပြန်လေးကြိုးဆိုလိုက်ပါရစေ။ကျွန်တော်ခံမှန်းထားတဲ့ရလဒ်ကလည်းပဲ Z1 or Z3 အာဆင်နယ်တင်းကဂိုးပြတ်နိုင်မနိုင်ကိုပဲစောင့်ကြည့်ရမယ်လို့ကျွန်တော်ကျွန်တော်ရဲ့ preview season မှာလည်းပြောသွားခဲ့တယ်။အဲ့ဒီတိုင်းပဲအာဆင်နယ်တင်းကဒီနေ့တပွဲလုံးကိုဖိဖိစီစီကောင်းကောင်းမွန်မွန်စော့ကစားသွားခဲ့ပြီးတော့အမှားကြီးတော်တော်လေးကိုမှနည်းတယ်မရှိသလောက်ပဲ။ ကပတိန်အိုဒီဂတ်ကလည်းအကောင်းဆုံးခြေစွမ်းပြသွားခဲ့သလိုဒီနေ့ပွဲတော်မန်အော့ဖ်ဒါမက်ချ်ကိုတော့တွင်းကို2ဂိုးသွင်းမိခဲ့တဲ့ထရော့ဆက်ကရယူနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်တွင်းကိုတွေကိုရောထရော့ဆက်မာတင်နယ်လီဝန်နရီတို့ကတွင်းယူခဲ့ပြီးတော့ဒီနေ့ပွဲတော် assist ကိုတော့ merino sinchingo diglan rice odigado စီရနေပြီးတော့တလုံးစီဖန်တီးပြီးခဲ့တယ်စာကာကလည်းပဲသူကစားခဲ့တဲ့ပွဲစဉ်တစ်လျှောက်လုံးမှာအကောင်းဆုံးခြေစွမ်းပြသွားခဲ့တယ်လို့ဒန်ယန်ရရှိမယ်လို့တော့ကျွန်တော်လည်းမထင်ဘူးဘာကြောင့်လဲဆိုတော့ ဟိုဒေးဗစ်ချက်ထုတ်သွားတဲ့အလုံးဒီတော်တော်လေးဟိုမှာကြမ်းတမ်းနေဆိုသည့်တိုင်အောင်စာကပွဲကိုဆက်ပြီးတော့ကစားခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်ထင်တော့စာကဒီပွဲမှာဒဏ်ရာတော့ရရှိလိမ့်မယ်တော့မထင်ဘူးပေါ့နော်ဒါပေမဲ့ပွဲပြီးရေခဲကန်နေရတဲ့အနေအထားပါညာရှိနေတဲ့အတွက်ကြောင့်မလို့အနေချင်းတော့စိုးရင်နေဆိုပေမဲ့လည်းပဲဘာမှတော့မဖြစ်တော့ပါဘူးပြောမယ်ဆိုဒီပွဲမှာလူစုံထုတ်လာတဲ့ချင်းကပါတီမပါတဲ့ပါတီမပါတဲ့ကွင်းလယ်နဲ့အတူအာဆင်နယ်ရဲ့တိုက်စစ်ကိုအကောင်းဆုံးပုံဖော်ကြည့်တယ်လို့ကျွန်တော်တို့မြင်တယ် သို့တော့ level right ပဲကစားသမားတွေသူနားနိုင်တယ်လို့နားပြရတယ်။ဒါပေမဲ့ Crystal Palace နဲ့ပွဲမှာတော့တော်တော်များများကိုအနားပေးပြီးတော့အရန်နဲ့ကစားမှာပေါ့။ကစားဖို့များတယ်ပေါ့နော်။အဲ့တော့ဒီပွဲကတော့ကျွန်တော်ပြောတဲ့အတိုင်းပဲ PSC နဲ့ပွဲပွဲအတွက်ကို10ရက်တာပေါ့နော်။ကာလချားနေသေးတဲ့အတွက်ကြောင့်မလို့ဒီပွဲမှာသူလူကတော့အရန်နဲ့ main line အနေနဲ့သူတွဲတော့ထုတ်ရမှာပဲ။သို့တော့ဒီပွဲကိုသူအနိုင်ရရှိဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ Premier League ေပေမှာလေးပဲအာဆင်နယ်တင်းရဲ့အောက်ကအသေးနေကအမှတ်ကအရင်ပြက်နေတာမဟုတ်ဘူးအဲ့တော့ကြောင့်မလို့အစစ်နှစ်နေရာကိုသူတို့ဟိုးလောက်ထားခြင်းနဲ့ဆိုရင်သူတို့ဒီပွဲကိုအနိုင်ခံမှုလိုတယ်အလားတူပဲ Crystal Palace နဲ့ပွဲကိုလည်းအနိုင်ခံမှုလိုအပ်လိမ့်မယ်အဲ့တော့ဒီပွဲတို့အကောင်းဆုံးကစားသမားစုကိုတော့ Man of the Match ကို Trossard ကရရှိသွားခဲ့တယ်။ညာလည်းရရှိတယ်မှာလေပွဲတစ်ပွဲလုံးအတိုင်းတရာခြေစွမ်းအကောင်းဆုံးပြသွားခဲ့တယ်။နောက်လာမယ့်ပွဲစဉ်တွေကတော့ Crystal Palace နဲ့ပွဲ၊ Chelsea နဲ့မနက်ကျွန်တော်တို့ ပုံမှန်ပြောနေကြဆိုဗိုလ်တော်ဦးနဲ့ညမှာရှိမယ်အိပ်ပွဲပြီးဝင်တော့အစင်းနဲ့တပတ်တိတိအနားရမှာဖြစ်ပြီးတော့ PSG နဲ့ Champion League အိမ်ဝင်ပွဲစဉ်ကိုလက်ခံရှင်ပြန်ကစားရမှာဖြစ်တယ်အဲ့တော့ကျွန်တော် Champion League သုံးသက်ချက်တွေနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိကြည့်ရှုပေးရသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တင်ဆက်နေတဲ့အကြောင်းအရာလေးတွေသဘောကျမြင့်တက်တယ်ဆိုတာ like follow subscribe လုပ်ပြီးတော့ကူညီပေးကြလို့ရပါတယ်နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးမင်္ဂလာရှိသောနေ့ရက်တွေဖြစ်ကြပါစေ